မင်္ဂလာပါခင်ဗျာအမျိုးသားပညာဝန်ဆရာကြီးဦးဟိုးကြားရေးတော်လူယိုးလို့အမည်ရတဲ့ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာလူယိုးဘာသာနဲ့ထွေးမောင်သည်ကျောင်းနေပံများဖြစ်ကြသည်ကျောင်းတွင် နေကြစဉ်ကဘာသာမှာတွက်လက်ချက်ချာအကင်းပါ၍လူလေလူချုပ်ဟုလည်းအခေါ်ခံရသည်ထွေးမောင်ကထုံအထိုင်အာနာအေးစေးစေးနေတတ်၍ လူညံ့လူပြောဟုအခေါ်ခံရသည်။ကျောင်းမှထွက်ကြပြီးနောက်နှစ်ယောက်လုံးအိမ်ထောင်ကျကြ၍ဘာသာမှာရန်ကုန်အလုံးတွင်နေသည်။ထွေးမောက်မှာကြည်မြင့်တိုင်းတွင်နေသည်။ဘာသာသည်တစုံတရာဆွဆွမြဲမြဲအလုံးမရှိ။ထီတန်းလန်းချောက်လူပေါ်ကြော့လူပေါ်မှာအညွန့်ခူးစားနေသည်။ထူးသည့်ကဘာသာမှာပြောင်ပြောင်လက်လက်ဝယ်စား၍စားလိုက်တောက်လိုက်နှင့်အတော်ဟန်ကြပန်ကြနေနိုင်လေသည်။ဖေးမောင်ကဓာမီကုမ္ပဏီတစ်ခုတွင် ဓာမီးပြင်ဆင်ကြည့်ရှုသည့်ဘက်ကတလ40နှစ်အလောက်ရသည်တာသမီး3ယောက်ရှိလာသည့်အပြင်အိမ်သားများမကြမကြမကြမ်းပါသည်နှင့်ငွေကြေးမလုံလောက်စင်ရဲကျွေးတင်ဖြစ်ရသည် မကြမီးဘာသာသည်မိမိဤမယားနှင့်မတည့်မမြတ်ခွဲခွာကြ၍တခုလက်ဘော်ကြော့အနေဖြင့်နေလေတော့သည်ထွေးမောင်ဤအိမ်သို့မကြမကြလာရောက်လည်ပတ်တတ်၏ထွေးမောင်စင်စင်ရဲရဲဖြစ်နေသည်ကိုတန်ထားသည်ဟု တနေ့၌အကြံပေးလေသည်၎င်းတို့နေရာကိုလက်ဖဲဆိုင်တဆိုင်တွင် ထောင်းကြ၍လူချင်းသောစပွဲတစ်ခုတွင်စုံမိကြလေရာဘာသာကတရားဟောလေသည်ကဟေ့ထွေးမောင်မင်းစင်စင်ရဲရဲနေရတာငါတနာတယ်ကွယ်မိကိုကလည်းညံ့ပါတယ်ဟေ့ရှင်မကြီးငါဘလို့နေတယ်လဲမင်းတထေးသားတွေငါလို့မနေနိုင်ဘူးကွာနေနိုင်တာတော့ဟုတ်ပါပြီကွယ် မင်းအလုပ်တွေကမတန်မရှင်းနဲ့ထောင်တော်ခန်းနေနေတာပဲအဲ့ဒါလိုအလုပ်တော့ငါမလုပ်ရှင်ဘူးကွယ်ငါ့ပြီးအသေးခံမယ်အမလေးဖះအလောင်းကြီးနဲ့တွေ့နေမှာကိုဟေးဒီမှာမင်းပြောပုံကလူနုံလူအလူချင်းမမီတဲ့လူတွေရဲ့သဘောပါလားခမရရဲ့ဒီလိုဖြစ်ရင်လည်းတောထွက်သွားပါလားကွယ်ဘာဖြစ်လို့သားတွေမရနိုင်နဲ့နေသေးတယ်လဲမင်းဘာပြောပြောကွယ်ရှိတဲ့မြနဲ့ပဲဖြစ်တယ်လို့ရိုးရိုးလောက်ကန်စားတော့မယ် ဟဲ့လို့မနှောင်စမ်းပါနဲ့ဒီမှာငါခေါ်ပေါက်တစ်ခုတွေ့ခဲ့တယ်ရန်ကုန်ထဲမှာ အင်္ဂလိပ်မကြီးမင်းကြီးကတော့မောက်ဆိုးမကြီးတယောက်ငါတွေ့ခဲ့တယ်သူ့အိမ်ကဇပွဲတို့နဲ့ဆက်ပြီးအတွင်းရေးမှာငါစုံချမ်းကဲလို့တိခဲ့ပြီဒီမှာသူငွေ3လေးတောင်ကို ထားထားတာအလွယ်ကလေးရယ်မင်းပါရင်နေရာကြမယ်ဒီလိုကွမင်းကဓာမီဘက်ကနားလေတော့ဓာမီပြင်သမားအနေနဲ့ ငါကမင်းရဲ့ဖို့တပည့်တယောက်အနေနဲ့ဝင်ရရင်အလွယ်ကလေးရယ်။အိမ်ထဲရောက်ရင်သာလို့တယ်။ရောက်ရင်ထားတဲ့နေရာကအလွယ်လေးနဲ့ယူနိုင်တယ်။အဲ့ဒါမင်းစဉ်းစားမနေနဲ့တခါတည်းလိုက်ခဲ့။ငွေ1500 2000ရရင်ကျွေးလဲကြည့်ရော။ကိုယ့်အိမ်ကလေးကိုဆောက်ပြီးအတင်းအတင်းတို့တော့နေနိုင်တာပဲ။ကိုင်းလာကွယ်။ထိုအခါထွေးမောင်တီပြုံး၍မဖြစ်နိုင်ပါဘူးကွယ်။ငါ့ကိုမေးဖက်နဲ့ဆွဲလို့မှရမှာမဟုတ်ဘူး။ မင်းငါကိုစေတနာထားတယ်ဆိုတာတော့ကျေးဇူးတင်ပါတယ်။ဂါငါနဲ့အလုပ်သွားဖို့နေပြီ။ဆို၍ထလေ၏။ဟေ့ကောင်။မင်းအဲ့ဒါကြောင့်ဒီလိုနေရတာသိရလား။ဂါရင်ဆရာသဘောပဲ။ကောင်းစေချင်လို့လက်ပြေတင်။မြင်းနဲ့လို့ခုံကြလဲဆိုတာမင်းတို့ကောင်းမျိုးတွေပေါ့။အော်ဒီမှာမင်းမလိုက်ရင်လည်းနေ။နှုတ်ပင်ကဘသူမှမပြောနဲ့နော်။ဟုတ်ပြီလား။ဒါတွေမင်းပြောစရာမလိုပါဘူးကွယ်။ ။ဆို၍ခွေးမောင်သည်ရှာကနေလှည့်ထွက်သွားလေသည်။ဘာသာသည်ဓမ္မီပြင်သမားတရံပြုကလက်နဂရိယာအတင်းအတင်းနှင့်အင်္ဂလိပ်မာကြီးအိမ်သို့သွားခဲ့၏။ထိုအိမ်ကဓမ္မီပြင်ရန်ခေါ်သည်ဟန်ထိုအိမ်နံပါတ်လမ်းမြင့်ရေးထားသောစာရွက်ငယ်တစ်ခုလည်းဆောင်ခဲ့၏။အင်္ဂလိပ်မာကြီးမှာအခိုင်းအစင်မိမတယောက်ထမင်းချက်သမားတယောက်စပွဲထိုးတယောက်နှင့်သာနေ၏။ဘာသာလာသောညနေ၃နာရီခန့်အချိန်လောက်တွင ။ထမင်းချက်သမားနှင့်ဇပွဲတို့သည်နောက်ဖေးတီးကြမိဖို့ကြောင့်တွင်ရှက်ပြုတ်နေကြ၏။အခိုင်းစိန်မိမကအပြင်ဘက်သို့အဝဲအချမ်းထွက်နေ၏။အင်္ဂလိပ်မကြီးမှလည်းအတန်ပြင်းသောအစိအမျက်ကိုက်သည့်ဝေဒနာကို ခံစားနေရသည်မှာကြာချေပြီဖြစ်၍အတန်မမမကျန်းဖြစ်ကာအိမ်ကန်းတခုတွင်အိယာပေါ်၌လှဲနေလေ၏။ဘာသာသည်လူချင်းကြောင့်တည်း၍အိမ်တို့ဝင်၏။၎င်း၏အကြံကလူချင်းလျင် စာရေးကန်းဇပွဲအံစွဲတစ်ခုတွင်ထားသည်ဆိုသောငွေကိုယူပြီးလူတွေ့လျင်ဓာမီကုမ္ပဏီကလွှတ်လိုက်တော်သူ ဖြစ်ဟန်ဆောင်မီဟု ကြံ၍ဝင်၏အိမ်ရှိကန်းရောက်၍လူချင်းသည်ထင်သည်နှင့်ငွေထားရဇပွဲစီသို့တိတ်တဆိတ်လာခဲ့ရာ နာပါသောအမေကြီးသည်ရှေးတန်းလိုလိုကြား၍ချောင်းဟန်ကအင်္ဂလိပ်ကိုဘသူလဲဟုအဲ့ရမှနေ၍နေလေ၏ဘာသာသည်အမြန်ဆုပ်၍ အဝင်ဝတကားဝတွင်ရက်ခါတကားကိုခောက်လေသည် အမေကြီးသည်နွမ်းလျာနာကျင်သောကိုဖြင့်ထလာခဲ့လေ၏ဘာသာကိုတွေ့မြင်ရလျင်မြမပြေပေါက်ဖြစ်၍မြမစကားကိုကောင်းစွာတက်ကြွသည်နှင့်မြမဘာသာဖြင့်မေးမြန်းလေ၏ကျွန်တော်တို့ကုမ္ပဏီကိုဒီအိမ်ကဓာမေးပြင်ခိုင်းလို့ဆိုပြီးလှုပ်လွတ်လိုက်လို့ကုမ္ပဏီကကျွန်တော်ကိုလွတ်လိုက်ပါတယ်မင်းတို့ဟားပြီထင်တယ်ကြုံပြီးတွေအကောင်းသားပဲ လူလည်းမလွတ်ရပါဘူး။အိုးဟောတဲ့မှာနာမည်လိပ်စာတွေတောင် ရေးပေးလိုက်သေးတယ်။စပတ်လန်တိုက်နံပါတ်30မစ္စဘာတန်နဲ့အဲ့ဒါခင်ဗျားပဲမဟုတ်လားခင်ဗျာ။အဲနာမည်တော့ဟုတ်ပါရဲ့။နှုတ်ပင်မဲ့လူလွတ်တာတော့မဟုတ်ဘူး။ဟုတ်ဆိုပြီးနောက်ဆက်ဆက်တော့အမေကြီးတီဆက်၍မင်းနာမည်ကဘယ်သူလဲ။ဘယ်မှာနေတယ်လဲ။ဟုတ်မေးလေ။သူကမယိုးသားသောဘာသာမှာအကြက်ရိုက်သွား၍ အမိမန်ကိုပေးရမဖြစ်နိုင်ဒီကိုသိရှိကရုတ်တရက်ထွေးမောင်ကိုတတိယပြီလေကျွန်တော်နာမည်ထွေးမောင်နဲ့ကြည့်မြင်တိုင်းပထောက်လန်အိမ်နံပါတ်28မှာနေပါတယ်ဟုထွေးမောင်ဤအမိလမ်းအမိအိမ်နံပါတ်တို့ကို အလွဲသုံးစားပြုလုပ်လိုက်လေဤအချိန်တွင်အမေကြီးမှာ အလွန်နာကျင်ကြိုက်ခဲလာသည်နှင့်ဆို၍အနည်းကြီးကလေးထိုင်ပေါ်သို့ခွေပြော့၍ကြာသွားလေ၏ ွာကားဘာသာဒီ။အိုးအမေကြီးမမဘူးလား။ဟုတ်မေးလေ။ဟုတ်တယ်မောင်ရဲ့။ကန်ကာခဏဟိုကလက်ထိုင်ပေါ်မှာထိုင်ဩ။ဟုတ်တယ်အမေကြီးအစဲအမြစ်တွေကြိုက်တဲ့ယောဂခံစားနေရတာ။တုံးနဲ့ကြော်ပြီ။ဆရာဝန်တွေလည်းဆုံးပါပြီကွယ်။ဒါနဲ့ပဲတေးရတော့မယ်ထင်ပါရဲ့ဟုတ်ဆို၍အလွန်နာကျင်စွာခံစားနေရသည်ကိုဘာသာမြင်ရလေသည် မင်းမြန်တတ်သောအမေကြီးကဆက်၍နေပါဦးမင်းမယွာနာမည်ကဘယ်သူတဲ့လဲတာသမီကိုရှိသလားလကဘယ်လောက်ရတယ်လဲစားလောက်တောက်လောက်ရလားဟုမေးလေသည်ကျွန်တော်မိန်းမကမေလားတဲ့ကလေး၃ယောက်ရှိပါတယ်တလား40ကျက်ထဲရပါတယ်ဘယ်မှာစားလောက်မလဲခမညာမကြမ်းမမလည်းဖြစ်ကြတာနဲ့ကျွေးတွေတောင်တင်းနေပါတယ်အင်္ဂလိပ်တခန်းတော်မိတ်ဆွေတယောက်ကြည့်ရှုထားလို့အလကနေရပါတယ် ဟုထွေးမောင်မိမနာမည်ထွေးမောင်ကလေး၃ယောက်ထွေးမောင်အရှင်နေတို့ကိုထတ်လောင်း၍အလွဲသုံးစားပြုလိုက်ပြန်၏အော်အော်မင်းတို့တဲဆင်းရဲတာကိုကွယ်ငါမှလည်းတမျိုးဆင်းရဲနေတာပါပဲကွယ်ငွေကြေးတော့ပြည့်စုံပါရဲ့ဟောဒီမှာဝေဒနာခံစားနေရတာပြောင်းရင်လေရှိသမျှပစ္စည်းကိုပေးပြည့်နိုင်ပါရဲ့ထွာကားဘာသာသည်ပစ္စည်းစကားကိုကြားရသောအခါလိုချင်စိတ်ဖြစ်လာ၍ မိမိလည်းဆေးနီးတစ်ခုတည်ထားသည်နှင့်ပြောက်လို့ပြောင်ညာဟုဤသို့ပြောလေ၏။"ဩအမေကြီးဒီအစင်းအမြင့်ကြိုက်တဲ့ယောဂါမျိုးကျွန်တော်ကျွန်တော်အမေခံခဲ့ရဘူးတဲ့။လေးငါးနှစ်ကိုကြာတာပဲ။နောက်ဆုံးမှာတော့ဆေးတွေ့သွားတယ်။အဲ့ဒီဆေးနီးကိုကျွန်တော်ကိုယ်တိုင်ဖော်ဆက်ပေးခဲ့လို့မှတ်မိပါတယ်။ဆေးကတော့ဗမာဆေးပါပဲ။ဗမာဆေးနဲ့စွမ်းပါတယ်လေ။စမ်းကြည့်ပါလားအမေကြီး။အင်္ဂလိပ်ဆေးမျိုးစုံ။ အင်္ဂလိပ်ဆေးဆရာဝန်မျိုးစုံမတက်နိုင်သဖြင့်တင်မင်းပြည်သို့တွားရတော့မည်ဟုယုံကြည်နေသောအမေကြီးသည်မြန်မာဆေးကိုစမ်းကြည့်လိုသည်ကျေးဇူးတင်ပါသည်စသဖြင့်ဖြင့်ပြောဆိုလေသည်နှင့်ဘာသာသည်ဆေးယူလာခဲ့လေ၏ဘာသာသည်ဆေးကိုပရာဆေးဆိုင်တွင်စု၍အမောင်ပြုတ်ကတာမယာသည်နှလုံးသုံးလုံးနှင့်ယူခဲ့လေ၏ဆေးအလုံးအတွက်သုံးမူးလောက်သာကြာနေသည် အစင်သိန်းလိုပြောင်းရင်တော့ငါခေါ်တာပဲဟုတ် စိတ်တွင်ရွှင်နေလေ၏ရောက်တော်ဆေးကိုတာမယာရည်နှင့်ဖြော်၍အမေကြီးအားအစင်အမြင့်တို့ကိုကိုတိုင် လိမ့်ပွ့၍ပေး၏ဂိုင်းဒီတညကြည်စမ်းပါတိတာပါလိမ့်မယ်တနေ့ကိုမနက်တခါညတခါမှန်မှန်သာနှိမ့်ပေးပါပျောက်ပါလိမ့်မယ်ဗမာစီလည်းဆွမ်းပါတယ်လေဟုရေမော၍ပြောလေ၏အေးကျေးဇူးအင်မတန်တင်ပါတယ်ကွယ်ပျောက်ရင်တော့ဆို၍ရထားလေ၏ ဂိုင်ကျွန်တော်လည်းပြန်လိုက်ပါဦးမခင်ဗျာဆို၍ဘာသာသည်လည်းထွက်လာခဲ့လေ၏ဘာသာသည်လူပေါ်လူညွန့်ခူးစားနေသည်မှာအတန်ကြာပြီဖြစ်၍အစိုးရပေါ်မှာအညွန်ခူးစားရန်မကြမီဖြစ်ပေါ်လာလေ၏အစိုးရစောက်ပေသောတိုင်ခန်းတွင်နေရ၏မအိတ်ရှင်သောအိတ်ရှင်သောအချိန်မှန်အိတ်ရ၏မစားကျင်သောစားကျင်သောအချိန်မှန်စားရ၏ပြင်ပလွင်ပြင်သို့ထွက်ရှင်၌မထွက်ရသည်တခုသာဆိုွယ်ရှိ၏ ၎င်းပြင်နဲ့လှုပ်ရှင်သောမလှုပ်ရှင်သောအလုပ်တို့ကိုမှန်မှန်လုပ်ရ၏ဤသို့အားဖြင့်အစိုးရ၏ကြီးစုကျွေးမွေးပြုစုခြင်းကို၃နှစ်မြောက်ခံစားနေရ၏အင်္ဂလိပ်မကြီးမှာဆေးတွဲချိန်ကြရတာမသိရဆေးတခါလင်းသည့်နှစ်ပင်ထိုညအတန်းကောင်းကောင်းအရာ၏ကောင်းမှန်းသည့်ဖြင့်ဆက်လက်ပြီးစူးစမ်းနေရာ၃လတွင်ယောဂါရှင်းရှင်းလင်းလင်းပြောက်သွားလေ၏ စေပေသောဆင်းရဲသည်ဆိုသောထွေးမောင်ကိုကျေးဇူးဆက်လို၍ထွေးမောင်အိမ်သို့ကိုယ်တိုင်သွားရောက်၍ငွေကြေးပေးမည်ဟုနှစ်ခါသုံးခါကြံ၏တို့ရတွင်မိမိတို့အင်္ဂလိပ်ထုံးစံအရာတေတန်းစာတွင်ကျေးဇူးဆက်ခဲ့သည်ကသာ၍ကျေးဇူးလေးနက်ကုန်ရှိသည်ဟုယူဆကတေတန်းစာတွင် ထွေးမောင်အတွက်ထည့်ရေးထားလေ၏ယောဂပြောက်ပြီးနောက်နှစ်နှစ်လောက်အကြာတွင် အမေကြီးသည်ကျမဆိုးဝင်ရောက်လာလေရကား မော်တော်ကားမှောက်၍အနှိမ့်စရောက်ရချာလေ၏တေတန်းစကိုဆိုင်ရာရှိနေများကရချိကြည့်ရှုကြရာမမိပိုင်ငွေတသိန်းနီးပါးတန်ပစ္စည်းတို့ကိုဝေဖန်ထုတ်ခွဲစီမံလည်းရဲ့အရရတ်တို့အနက်ငွေ9000တိတိကိုကြီးမြင့်တိုင်းဗထောင်လန်အိန္ဒဘတ်28နေဓမ္မီပြင်တမတာသမီ3ယောက်နဲ့မောင်ထွေးမောင်မန္လာတို့အားပေးရန်ဤတို့ပေးသည်မှာမိမိဤပြင်းထန်သောဝေဒနာကို ရှင်းရှင်းပြောင်းအောင်ကုသပေး၍မိမိ၏အသက်ကိုကယ်ဆယ်သောခြေဆုကိုဆက်ခဲ့ခြင်းဖြစ်သည်ဟုတွေ့ရှိရလေ။ရှင်းနေသည့်ထွေးမောင်တို့လင်မယားကိုမိမိ၏ယုံကန်းသို့ခေါ်၍တေတန်းစအကြောင်းကိုပြောပြလေရာ ထွေးမောင်တို့မှမယုံမကြည်ကြောင်တောင်တောင်ဖြစ်နေကြလေ။မဟုတ်ပါဘူး။မဟုတ်ပါဘူးအမိန်တော်ရာမင်းရဲ့တခုခုမှားနေတာဖြစ်ပါလိမ့်မယ်။အဲ့ဒီအင်္ဂလိပ်မကြီးကိုလည်းမသိပါဘူး။တခါမှလည်းမတွေ့ဘူးပါဘူး။ ဆေးခုပေးတယ်ဆိုတာလည်းမဟုတ်ရပါဘူးကျွန်တော်ဆေးရဲကြောင်းဆိုလို့ရက်စားတာမဖော်တတ်ပါဘူးလူမားတာဖြစ်ပါလိမ့်မယ်ခမညာဟုတ်ဂျိုးသားစွာညင်းနေလေဟာဘယ်မှာမှားရမလဲကွကြီးမြင့်တိုင်းဗတော်လန်းနံပါတ်28ထွေးမောင်မတ်လအားလုံးမှန်နေတယ်မဟုတ်လားဟုတ်အဲ့ဒါတော့မှန်ပါတယ်ခလေး၃ယောက်ဆိုတာကရောအဲ့ဒါလည်းမှန်တာပဲဓာမေးပြင်တယ်ဆိုတာကရော အဲ့ဒါလည်းမှန်တာပဲတို့ပဲစေးကုတယ်ဆိုတာဟေ့တော်မင်းရယူလာအားလုံးမှန်နေမှာပဲစေးကုတာကိုမင်းယူလို့မင်းနေတာဖြစ်မှာပေါ့တော်မရှင်းနဲ့ငါမှအရှိန်မရှိဘူးယော့ဒီမှာလက်မှတ်ထိုးယော့ရှက်လက်မှတ်ယူသွားဘန်းမှာငွေ9000တော့ထုတ်ရှင်ကျက်ကျက်ကျွန်တော်ကျွန်တော်မထုတ်တတ်ဘူးခင်ဗျာ ဟေးဘာချွေလာစမ်းဒီလူကိုဘာမှငွေထုတ်ပေးလိုက်စမ်းကွယ်ဟုမိမိစရေအားပြောလေကျွန်တော်ကျွန်တော်မဟုတ်ရပါဘူးဗျာနောက်လွဲနေအမှုတွေပါတယ်ဖြစ်နေပါအောင်မယ်ဟုထွေးမောင်သည်ထပ်၍လောလေရာဟာတဲချာရှည်တဲ့လူပါလားဂိုင်းဘာချွေမြန်မြန်ဆွဲပြီးတော့ဒါခေါ်ထုတ်သွားစမ်းပါကွယ်ငါမှလည်းအလုပ်တွေကချုံနေလို့ပါဟုတ် ငေါလိုက်လေ၏ထွေးမုံတို့နေမယားမှာ စိန်လက်စို့ဝေးရတော့မလို့လို့မုံဟင်းကားစားရတော့မလို့လို့အော်ငိုရမလို့လို့အော်ရရမလို့လို့ဟိုလိုလိုဒီလိုလိုနဲ့ကြောက်တက်တက်ဖြစ်ခါစကားမှမပြောနိုင်အောင်ရှိလေ၏မေလာဒီငွေစကုထုတ်ကြီးကိုရင်ခွင်တွင်ပိုက်ထားလိုက်ခဏကြာလျင်စံအိုးတဲသို့ထဲ၍အပေါ်ကကြောက်တုံးနှင့်ဖိထားလိုက်ခဏကြာလျင်စိတ်မလုံ၍ ခေါင်းရင်းဖြာအောက်တွင်ထိုးထားလိုက်နှင့်ဗျာများ၍နေလေ၏စင်စစ်တော်ကထိုးငွေရောက်လာမှုကြောင့်မစားနိုင်မတောက်နိုင်ညအခါ၌လည်းမအိပ်နိုင်နှင့်ခမရတို့မှဒုက္ခကောင်းကောင်းရောက်ရရှာလေ၏တရက်နှစ်ရက်ရှိသောမိတ်ဆွေကောင်းများကဗန်းတွင်အထားပေးကြလေ၏ဗန်းတွင်ထားသောအခါ၌လည်းမေလှမှစိတ်မအေးရသေးချေအရင်အရှာမဟုတ်တစိမ့်တသက်ဘူးမသိဘာမသိလူတွေစီကငွေရထားသည်မှာ ြန်မပေးပါမီလားလင်ယူမီလားစသဖြင့်ပူရသေးသည်သာဒီပေးမတော်ကဗန်တွင် ဆိတ်ရှာ၏တို့ရတွင်ဤငွေသည် လူမား၍ငါကိုပေးခြင်းဖြစ်သည်တနေ့နှင့်လူမန်ပေါ်လျင်ငါခတ်ရချေရဟု တွေးတော်ကတမျိုးအဖျင်မအေးရှိချလေ၏ငွေရ၍လေးငါးလအကြာတွင်ထွေးမောင်းမဲလာတို့လူစိတ်ရိုးရိုးတို့ပြန်ရောက်ကြတော့၎င်းသာအလုံးမှထွက်ပြေးလျင် လမ်းမတော်ပိုင်းတွင်ဓာမီးဆိုင်ရာဆိုင်တစ်ခုခွင့်လေ၏မကြမီရိုးသားစွာလှုပ်ရှင်ဝရိယရှိခြင်းတို့ကြောင့်ဆိုင်အတံပင်ကြီးပွားလာ၍ဖေးမောင်မဲလာတို့မှာအနေအစားချောင်ကြီးရှက်ချမ်းတတားရှိကြလေ၏ကျွန်ုပ်တို့၏လူလယ်ကိုဘသာကြီးမှလည်းအစိုးရ၏ဧည့်သည်တော်အဖြစ်ဖြင့်တုံးနှင်းမြခံစားဆန်းစားပြီးမှ လူပြည်ဘက်သို့ထွက်လာခဲ့ရပြန်လေ၏မိခိုရာမဲ့တီနှင့် မိမိဤငယ်တငယ်ချင်းကျောင်းနေဘက်ထွေးမောင်တို့အိမ်စီတို့ရှေးဦးလှဲ့ခဲ့လေ။အိမ်နေသားချင်းတို့ကထွေးမောင်တို့၏နေရာဆိုင်တစ်ကိုညှော်လိုက်မှလိုက်လာခဲ့ပြန်လေ။ဦးထွေးမောင်လက်ရက်စစ်ဓာမီတိုင်းဦးတော်ဆိုင်ပုတ်နှင့်အတန်ခမ်းနားသောဆိုင်ကိုမြင်ရလျင်ချက်ချင်းမဝင်ဝော့ပဲတွေ့၍ငေးကြည့်နေ၏။ထွေးမောင်သည်ဆိုင်တွင်မှနေ၍ထိုဝယ်စားနွမ်းဖြင့်ဆုံးရှာကြလူကိုအတန်ကြာစဉ်းစားကြည့်ရမှာ ဘာသာဖြစ်ကြောင်းသိသည်နှင့်ဟဲ့ဘာသာမဟုတ်လားလာပါလေ အထဲကိုဒါငါဆိုင်ပါကွဟုခေါ်ယူရလေ။ရောက်မှအေးဘာသာရဲ့မင်းရဲ့ကြောင့်ငါတရင်စားနဲ့ဖတ်လိုက်ရတယ်။အခု၃နှစ်ပြည့်ပြီပေါ့နော်။မင်းဘလို့ဤတို့ထွေးမောင်ကမေးမြန်းပြောဆိုနေစဉ်ဘာသာသည်နားထောင်ဟန်မရှိ။ဆာရတွင်ပတ်လေထားပုံတူပုံ ကုံစီကရိယာများပြားပုံ။ ကြီးကျက်ပုံတို့ကိုဟိုကြည့်ဒီကြည့်နှင့်လောက်ရင်နေ၏ပြီးမှထွေးမောင်မဲဒီကိုမဖြစ်ပဲနေပါအောင်ထွေးမောင်ရင်ငါအเจ้าနေထားကြမှာဩမင်းအเจ้าနေကိုပြောပြကြမှာအောင်ကွာဘယ်ပုံပဲနေဒီအရှိနေရောက်လာရတာလေမင်းထီပေါက်တလားအေးတနည်းတော့ထီပေါက်တယ်ဆိုရမှာပဲဒီလိုကွအတော်ထူးတယ်မနှစ်ကကွဟိုစပတ်လန်းကအင်္ဂလိပ်မှာကြီးတယောက်ကငါနဲ့လည်းမတီးပဲနဲ့ ကြည့်ပါဦးကွယ်သူ့တေတန်းစာထဲမှာငါ့ကိုငွေ9000ပေးပြခဲ့တယ်လေစတပလန်ကအင်္ဂလိပ်မှာကြီးဟုတ်လားအေးဟုတ်တယ်နာမည်ကဘယ်သူတဲ့လဲဟိုတင်းကွယ်မစ္စဘာတန်ဆိုထင်ပါရဲ့စစ်ပဲဗျဆို၍ဘာသာဤနာမျက်စိတို့ဒီပွင့်ကျယ်၍လာလေဤနေပါဦးအဲ့ဒီ မင်းဆက်ဘာတန်ကဘာဖြစ်လို့မင်းကိုငွေပေးခဲ့တယ်ဆိုတယ်လဲအဲ့ဒါနဲ့ထူးတာပဲကြည့်ပါအောင်ကွယ်သူ့မှာအင်မတန်ပြင်းထန်တဲ့အကယောဂါကိုငါကပြောက်အောင်စေကုသပေးခဲ့ဘူးလို့အတတ်သခင်ကျေးဇူးရှင်မို့လို့လည်းကွယ်ငါလည်းမကုရပါဘူးတေးလည်းမတိရပါဘူးဟာဟုတ်ပါဆို၍ဘာသာဒီထခုံမိလေဟဲ့ဘာယူထလာလဲဘာဟုတ်တာလဲဟုတ်ထွေးမောင်ကမေးမှာ ဘာသာမှာတတိယ၍အဖြစ်မှန်ကိုပြောပြရလည်ရင်ထွေးမောင်၏နာမည်ကိုမိမိအလွဲသုံးစားပြုလုပ်ခဲ့ပုံမိမိ၏မြစ်ပတ်ဆုပ်ပြတ်သောအပြုအမူတွေပေါ်မီကိုဆိုရင်ဒီနေ့ဟာငါအားရလို့ပါကွယ်အေးဟုတ်တယ်ကွယ်မင်းတော့ခေါ်တာပဲဟုမရှိသွားဖြစ်နေရောနှော၍ချလိုက်လေငွေပေးတာတော့ဟုတ်ပါရဲ့လူမားတာနဲ့တူတာပဲကွယ် စေးကူတာငါမဟုတ်ဘူးဆိုတာငါသိတာပေါ့ကွအဲ့တော့တနေ့နေ့လူမှန်ပေါ်လိုက်မယ်ပေါ်ရင်ငွေကိုပြန်ပေးရမှာကိစ္စမရှိပါဘူးမယိုးမပြောင်းနေနေတယ်ဆိုပြီးအမှုရောက်နေမှာငါအင်မတန်ရှက်တယ်အဲ့ဒါကြောင့်စိတ်တဲမအေးဘူးကွစိတ်အေးတော့တငယ်ချင်း စိတ်အေးတော့ဒါတော့မှလူမှန်မပေါ်တော့ဘူးငါ့ကိုယုံပါကွငါအာမခံပါတယ်ဟာမင်းကကြားတဲ့ကအာမဝင်ခံယုံနဲ့ပြီးပါမလားကွ မင်းကလည်းမဖြစ်နိုင်တာပဲဟေးဖြစ်နိုင်လို့ငါပြောတာစိတ်အေးအေးနေသေးတော့ဆို၍ဘာသာသည်ထက ထွေးမောင်ဤပခုံးကိုကင်၍စိတ်ပါလက်ပါမျက်နာကိုကြည့်ပြီးလည်ရင်ဘေးငါတငယ်ချင်းလူယိုးကြီးလူအားကြီးလူသူတော်ကောင်းကြီးမင်းရထိုက်လို့ရတာသူတော်ကောင်းကြီးကိုထိုက်တဲ့ဥစ္စာရောက်လာတယ်လို့မှတ်ပြီးတော့အင်းလူယိုးလူကောင်းများတဲဟုတ်ပါကလားအေး မင်းလိုလူမျိုးနဲ့တငယ်ချင်းတော်ရတာငါတော့ဂုံတက်ပါတယ်ကွာအေးအေးချမ်းသာကြပါစေကွယ်ငါသွားတော့မယ်နော်တငယ်ချင်းဆို၍မျက်ရည်လည်းကလှည့်၍ထွက်ခဲ့လေ၏ထွေးမောင်းသည်အတန်ကြာအံ့အားသင့်နေပြီးမှထွက်၍လိုက်ဆွဲပါခေါ်သွင်းခဲ့ပြီလည်းရင်မင်းဘယ်သွားမလို့လဲဟုတ်မေးလေ၏ဘာသာသည်မျက်နှာကိုမကြည့်ပဲငါမှသွားเสียရဘယ်မှမှမရှိတော့ဘူးငါတော့လူဖြစ်ရှုံးပြီ ရောက်ရှင်ရန်ရောက်သွားတော့မှာပဲဟုဝမ်းနေစွာဖြင့်ပြောလေ၏မေဘဲမှမသွားရပါဘူးငါစီမှာပဲနေငါကျွေးမွေးထားနိုင်တယ်ငါဆိုင်မှာတဲ့အလုပ်တွေပြည့်လို့အဲမေတခုတော့ခတိပေးရဘာခတိလဲကွာရှေးကလုပ်ဖို့တဲ့မကောင်းမှုအမူအကျင့်တွေအကုန်ဖျောက်ပြီးရိုးရိုးသားသားလောက်ကင်စားပါမယ်ဆိုတဲ့ခတိသေးရမယ်အဲ့ဒီခတိကတော့မင်းတောင်းဖို့မလိုတော့ဘူးထောင်ကလွတ်လွတ်ချင်း ခြေတော်ကောင်ဘုရားကိုအရင်ဆုံးသွားပြီးအဲ့ဒီအကျင့်တွေကိုဆွလွတ်လိုက်ပါပြီတစ္ဆာပြုတ်ခဲ့ပါပြီကွာဟုတ်ပြန်၍ပြောလေ၏မကြမီဘာသာဤမယားဟောင်းသည်လေဆိုင်တို့ရောက်လာခါဘာသာတို့လေမယားသည်ခွေးမောက်ဤဆိုင်တွင်အာကိုအာထာပြုရသောလက်ထောက်များဖြစ်နေကြသည်ကိုတွေ့မြင်ရလေသည်ဘာသာနှင့်ခွေးမောက်တို့မှရန်ကုန်မြို့မှအမျိုးသားအပေါင်းအသင်းများဖြစ်ကြ၏ယခုအပေါင်းအသင်းကြီးမရှိသေးမီ ဂျူဝလီယုံနာ၌ဓဏီတဲเจ้าနှင့်ရှိတင်ကနေဘူးကြသောเจ้าသားဟောင်းများဖြစ်ကြ၏ထိုသူများเจ้าကိုကြားသိရသဖြင့်မှတ်သားထိုက်သူများဖြစ်သည်နှင့်ရေးသားဖော်ပြလိုက်ရပေသည်ဟုတ်ကဲ့ပါခင်ဗျာအမျိုးသားပညာဝန်ဆရာကြီးဦးခိုးကြားရေးသားတော်လူယိုးလိုအမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူ ျွန်တော်တို့ရဲ့ညီကောင်မတော်မတအူးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်မတွေနဲ့နောက်ထပ်ဝိထုတော်လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ